2025ဒီဇင်ဘာ14ရက်နေ့ကနေပြီးတော့2025ဒီဇင်ဘာ20ရက်နေ့အထိတပတ်ဆောင်ဟောဇန်များကိုဟောပြောပေးသွားမှာဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးများအတွက်ဟောဇန်တနင်္ဂနွေသားသမီးတွေအားဆိုရင်ရရန်ရှိတဲ့ငွေတွေကိုရရှိပါလိမ့်မယ်။မော်တော်ကားအယောင်းဝယ်ဖြစ်မယ်။ဝန်ထမ်းဖြစ်တယ်ဆိုရင်အလုပ်ပြောင်းနေရာပြောင်းလေးတွေဖြစ်ပေါ်တတ်ပါတယ်။ နိုင်ငံခြားခရီးအတွက်ကိုတရင်ကောင်းလေးတွေကြားတက်ပါတယ်။စီးယုံကိုလူနာပေးသွားတက်ပါတယ်။သွားခဲ့တယ်ဆိုရင်လည်းကောင်းပါတယ်။ပညာရေးမှာတော့ရလက်ကောင်းလေးကိုရရှိပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ကတော့စကြောတက်တက်ပါတယ်။အချီးမှာကန်ကောင်းနေပါတယ်။စစ်သူထံကနေပြီးတော့အကူအညီကောင်းလေးတွေရရှိတက်ပါတယ်။အိမ်တော်လေးကလည်းတာယာနေပါတယ်။ကန်ကောင်းစေတဲ့ကနန်းတွေကတော့တစ် 3-5ခန်းနေပဲဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့တင်းငနေနေနေအိမ်ဖျားကြောင်းဆောင်မှာအုံထမင်း3ပွဲကတ်တူပူဆောင်ပြုထားလိုက်ပါရှင်။တင်းငနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးမိမိတို့ရဲ့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆီယမ်မာကင်ဆူရီတာကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ တနင်္လာသားသမီးများအတွက်တပတ်စာဟောစတန်တနင်္လာသားသမီးတွေဟာဝန်ထမ်းဖြစ်တယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာဖိအားတွေများတတ်ပါတယ်ဝန်ထမ်းဝန်ထမ်းဖြစ်တယ်ဆိုရင်တာဝန်လေးတွေပြီးတတ်ပါတယ်တောင်ကုန်းတောင်တန်းဘက်ကတော့ခရီးလေးတွေထွက်ရတတ်တယ်ဆွေမျိုးတဦးကြောင့်စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်ကျွေးဟောင်းတွေပြန်လည်ရရှိတတ်တယ်ကျွေးဟောင်းတွေကိုပြန်ပြီးတော့လဲဆက်နိုင်ပါလိမ့်မယ်ဖျားဘူးခီးလေးတွေလည်းထွက်ရတတ်ပါတယ်ပညာရေးမှာတော့တိုးတက်မှုရှိပါတယ် ကျမ်းမာရေးအနေနဲ့ကတော့ဝင်းပြက်ဝင်းလျှော်လေးတွေဖြစ်တတ်တယ်။အချေးမှာလည်းအနှောက်အယှက်လေးတွေပေါ်တတ်ပါတယ်။အိမ်အောင်ကြီးကလည်းတာယာမှုမရှိပါဘူးရှင်။ကံကောင်းစေတဲ့ကနန်းတွေကတော့9 8 9ကနန်းတွေပဲဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့တင်းင်းလာနေမှာတကိုးကြီးပြားတင်းင်းလာတော့မှာတကုံးအဖြူနှစ်လက်ကိုကတ်လို့ပူဆော်လိုရန်လိုက်ပါရှင်။ တနေ့လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့ရဲ့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခေဆွေသားကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။အင်္ဂါသားသမီးများအတွက်တပတ်စာဟော့စတင်အင်္ဂါသားသမီးတွေဟာဒီတပတ်မှာနိုင်ငံသားတန်ယုံတုံးမှာဗီဇာလျှောက်ထားတယ်ဆိုရင်ဗီဇာရရှိတတ်ပါတယ်ဝန်ထမ်းဖြစ်မယ်ဆိုရင်ယာရူတိုပြောင်းရွှေ့လေးတွေရှိပါတယ် လစာတိုးတဲ့အလုတ်ကိုပြောင်းရွှေ့ရတတ်ပါတယ်။အိန္ဒိယအပြောင်းရွှေ့လေးတွေလည်းဖြစ်ပေါ်တတ်ပါတယ်။မော်တော်ကားအယောင်းဝယ်ဖြစ်မယ်။ကျွေးကိစ္စအတွက်ကိုလည်းရည်အေးရတတ်ပါတယ်။ပညာရေးမှာတော့အောင်မြင်မှုတွေရရှိပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ကအစာရင်ယောဂါဖြစ်တတ်ပါတယ်။အချိန်ရေးမှာတာယာနေပါတယ်။ချစ်သူမရှိဘူးဆိုရင်လည်းချစ်သူရရှိတတ်ပါတယ်။အိမ်နောက်ရေးမှာလည်းအဆင်ပြေတတ်ပါတယ်ရှင်။ကံကောင်းစေတဲ့ကနန်းတွေကတော့1 6 8ကနန်းတွေပဲဖြစ်ပါတယ်။ ရတရားအနေနဲ့ကတော့အင်္ဂါနေ့တကိုးကြီးဖျားအင်္ဂါတောက်မှာစပယ်ပန်းငါကုံကတ်တူပူဇော်လူရလိုက်ပါရှင်။အင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေတာကစုမုံကောင်းတောင်းပေးလိုက်ပါရရှင်။ဘုဒ္ဓဟူသာသမီများအတွက်တပတ်ဆောင်ဟောစတန်ဘုဒ္ဓဟူသာသမီတွေဟာ ဝင်ငွေကောင်းရရှိပါလိမ့်မယ်။အိမ်အင်ကန်တိုက်ခန်းကိုနိုကန်းတွေအကြောင်းဝယ်ဖြစ်တတ်ပါတယ်။စက်တူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာလိမ့်မယ်။ဒါမှမဟုတ်လို့ရှိရင်စက်တူရှယ်ယာလုပ်ငန်းကနေပြီးတော့အကျိုးအမြတ်လေးတွေရရှိတတ်ပါတယ်။တယ်လီဖုန်းအစ်စ်ဝင်မယ်။စံစဘာရောင်းဝယ်ရေးတွေကောင်းမယ်။ကျွေးဟောင်းတွေပြန်လည်ရရှိတတ်ပါတယ်ရှင်။ပညာရေးမှာလည်းကံကောင်းနေပါတယ်။နိုင်ငံသားမှာကျောင်းဝင်ခွင့်လျှောက်ထားမယ်ဆိုရင်ကျောင်းဝင်ခွင့်ရရှိတတ်ပါတယ်။ အချီးနဲ့အိမ်ဆောင်ရေးရလဲတာယာနေပါတယ်ရှင်။ကံကောင်းစေတဲ့ခန်းန်းနေရတော့3 5 6ခန်းန်းနေပဲဖြစ်ပါတယ်။ယရိယာအနေနဲ့ကတော့ဗုဒ္ဓဟူးနေ့တကိုးကြီးဖျားဗုဒ္ဓဟူးထောက်မှာရွှေတီလေးလက်ကိုကတ်လူပူဇော်လူဒဏ်လိုက်ပါရှင်။ဗုဒ္ဓဟူးသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးမိမိတို့ရဲ့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခေဆွေသားကစုမုံကောင်းတောင်းပေးလိုက်ပါရရှင်။ ကြာသပတေးသားသမီးများအတွက်တပတ်စာ hostel ကြာသပတေးသားသမီးတွေဟာဒီတပတ်မှာဆိုရင်နိုင်ငံခြားနေပြီးတော့တည်င်းကောင်းပျောက်ရှိတတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ငွေရောက်ရှိတတ်ပါတယ်စံစပါရောင်းဝယ်ရေးမှာတော့အခက်အခဲလေးတွေပေါ်ပေါက်တတ်ပါတယ်ဆွေမျိုးတဦးရဲ့စီးပွားရေးကိစ္စလုပ်ငန်းကိစ္စကိုလည်းကူညီရလိမ့်ပါလိမ့်မယ်ကပိုင်းနိုင်ခံရတတ်ပါတယ်တကူကိုခံရတတ်ပါတယ်တယ်လီဖုန်းအသစ်ဝင်တတ်ပါတယ် ပညာရေးမှာတော့ကံကောင်းနေပါတယ်။စာမေးဝဲဖြည့်ရင်အောင်မြင်မယ်။ကျမ်းမာရေးအနေနဲ့ကတော့တွေးတိုးတာ၊တွေးရနေတာလေးတွေဖြစ်တတ်ပါတယ်။ချီရေးမှာချစ်သူနဲ့လမ်းခွဲစကားပြောရပါလိမ့်မယ်။အိမ်နောက်ရေးမှာလည်းအိမ်နောက်ဘက်နဲ့စကားများရတတ်ပါတယ်ရှင်။ကံကောင်းစေတဲ့ကနန်းတွေကတော့1 3 6ခန်းနေပဲဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့ကြာတာရင်းနေနေအိမ်ဖျားအကြောင်းဆောင်မှာဘိမ့်မုတ်ကတ်လူပူဇော်လူရန်လိုက်ပါရှင်။ ဇာတာရေးသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆ iam ခေဆုဟိတာကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်တောက်ကြသားသမီးများအတွက်တပတ်စာဟောစံတောက်ကြသားသမီးတွေဟာဝန်ထမ်းဖြစ်တယ်ဆိုရင် လုပ်ငန်းတွင်ထဲမှာစိတ်ညစ်စရာလေးတွေပေါ်တတ်ပါတယ်အိမ်ပြင်အိမ်ဆောက်ဖို့အတွက်အစီအစဉ်လေးတွေတော့ပြုလုပ်ရပါလိမ့်မယ် မော်တော်ကားအယောင်းဝယ်ဖြစ်မယ်။လေယာသုံးဆက်ပစ္စည်းတွေဝင်တတ်ပါတယ်။ကျွေးဟောင်းတွေပြန်လည်ရရှိတတ်ပါတယ်။ကျွေးဟောင်းတွေကိုလည်းပြန်ပြီးတော့ဆက်နိုင်မယ်။ရေလုံငန်း၊ရေထွက်ပစ္စည်းလုပ်ငန်းတွေမှာအကျိုးအမြတ်လေးတွေရရှိတတ်ပါတယ်ရှင်။ပညာရေးမှာအောင်မြင်မှုကိုရရှိမယ်။ကျန်းမာရေးအနေနဲ့ကတော့သွေးတိုးတာတို့သွေးရနဲ့ယောဂါလေးတွေဖြစ်တတ်ပါတယ်။အခြေအမှချစ်သူရဲ့အထင်ရွေးမှားခြင်းကိုခံရတတ်ပါတယ်ရှင်။အိမ်အောင်ရင်မှာလဲအိမ်အောင်ဘက်ရဲ့အညဉ်းညီမှုကိုခံရပါလိမ့်မယ်။ ကံကောင်းစေတဲ့ကနန်းတွေကတော့1 6ခုံကနန်းတွေပဲဖြစ်ပါတယ်ရှင်ရေဒီယာအနေနဲ့ကတော့တောက်ကြနေအိမ်ဖျားចောင်းဆောင်မှာအဝါရောင်တစ်တီး၅လုံးကိုကတ်လူပူဇော်လူရန်လိုက်ပါရှင်တောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့ရဲ့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆံမခင်ဆွေတာကစုမငောင်းတောင်းပေးလိုက်ပါရရှင်။ စနေသားသမီးများအတွက်တပတ်စာဟောခြင်းစနေသားသမီးတွေဟာဒီတပတ်မှာအလုပ်သစ်အတွက်ကိုအင်တာဗျူးဝင်ရတတ်ပါတယ်။အောင်မြင်ပါလိမ့်မယ်။အိမ်ကြီးဟာအပြောင်းရွှေ့လေးတွေဖြစ်ပေါ်တတ်ပါတယ်။တောင်ကုန်းတောင်တန်းဒေသဘက်တွေကိုခရီးထွက်ရပါလိမ့်မယ်။စိုင်းသစ်ဖွင့်တာတို့လုပ်ငန်းသစ်လုပ်တာတို့အတွက်ကိုပြုလုပ်ရပါလိမ့်မယ်ရှင်။ကုသိုလ်ကောင်းမှုလေးတွေလည်းပြုလုပ်ရပါလိမ့်မယ်။ညီအရောင်းဝယ်မှာတော့အထစ်အငော့လေးတွေဖြစ်တတ်ပါတယ်။ပညာရေးမှာအနောက်ရှက်လေးတွေပေါ်တတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဥယောင်တတ်ပါတယ်။ ခြေရည်မှာကန်ကောင်းနေပါတယ်ရှင်။စစ်သူအစ်စ်တွေ့တတ်ပါတယ်။အိမ်အောင်ရည်မှာလည်းတာရပါတယ်ရှင်။ကန်ကောင်းစေတဲ့ကနန်းတွေကတော့9ခု8ကနန်းတွေပဲဖြစ်ပါတယ်။ရေရအနေနဲ့ကတော့စနေနေ့နေအိမ်ဖျားចောင်းဆောင်မှာထောပတ်ထမင်းကက်လူပူဇော်လူရန်လိုက်ပါရှင်စနေသားတွင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင် မင်းသိမ်ခဖေးတဲ့ application တွေဆရာကြီးဥဝင်းစော်တစ်တော်ဆရာဦးဟိန်ထက်စော်ဆရာမတော်စုနေရတနာဆရာမတော်မေတ္တနာဆရာမတော်ကြည်စင်သက်ဆရာမတော်ပိုးဟိတာနဒီဆရာဦးကောင်းကျော်စော်ဆရာမတော်ခင်စုဟိတာဆရာမတော်စုမြတ်ထွန်းဆရာမတော်ရွှေရုံမြတ်အိမ်တို့ဖြင့်ပြည်ရင်းပြပါမှဒါရိုက်ဗီဒီယိုကောင်းဖြင့်ဖေးနေမင်းမြတ်နိုင်ပါပြီရှင် ခုနှစ်ရက်သားသမီးများအတွက်ဆောင်ရင်ရှောင်ရင်တပတ်စာကန်ကြမှာကိုမင်းသိခဗီရင် YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသိခဗီရင် Application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။